ဒီနေ့တင်ဆက်ဆွေးနွေးတော့မှာကတော့အမေရိကရဲ့ impuro ပြောပိုက်ခွင့်ရှိသူတယောက်ကဘာပြောခဲ့လဲဆိုတော့တရုတ်ကဟူတီကိုဂူကြီးထောက်ပတ်ခဲ့တာတဲ့ဆိုတော့ဒီတခါ impuro ကြီးကူတိုင်းကတရုတ်ရဲ့လောက်ရဲ့အပေါ်မှာဘာတွင်ပြောခဲ့လဲဆိုတော့ကျွန်တော်တို့ဆွေးနွေးတော့မှာဖြစ်တယ်ပေါ့နော်အဲ့ဒီကိစ္စကိုကျွန်တော်တို့မဆွေးနွေးခင်လေးမှာကျွန်တော်မနေ့တနေ့က April 16ရက်နေ့တုန်းကပြောထားတဲ့ podcast ကိုပရိသတ်တို့ကြည့်မိတယ်ဆိုရင်တော့เนาะအမေရိကကအစတိုက်ခိုက်မယ်ဆိုရင်ကျွန်တော်တို့တရုတ်ကတော့ပြန်နေချေမုန်းမှာပဲဆိုပြီးမှဒီတရုတ်ရဲ့နာမည်ကြီးနိုင်ငံရေးသမားရှစ်နေပေါ့เนาะ Victor Kaun နဲ့ USA Imputor မှာအစုရမှာအလုပ်လုပ်နေတဲ့ Alot Abraham ရဲ့စကယီလူပွေးကျွန်တော်တို့အာတင်ဆက်ဆွေးနွေးခဲ့တာရှိတယ်ကွာ အမေရိကကစားတိုက်ခိုက်မယ်ဆိုရင်တော့တရုတ်ကချေမှုန်းတယ်ဆိုတဲ့အကြောင်းအဲ့ဒီမှာအဲ့ဒီဗီဒီယိုမှာ view ကတော့၄000ကျော်လောက်ရှိတယ်ပေါ့နော်ဒီဒီဘောရာတော့မကြည့်သေးဘူးဆိုတော့ကြည့်ပါတော်တော်လေးတော့စိတ်ဝင်စားစရာကောင်းနေတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာတရုတ်ကြီးကပါပြောခဲ့တယ်ဆိုတော့ငင်းချိုင်းရဲ့လမ်းစဉ်ကျွန်တော်တို့ကြိုက်နေတယ်ပေါ့နော်ကျွန်တော်တို့ငင်းချိုင်းရဲ့လမ်းစဉ်ပဲသွားနေတယ်ဒါပေမဲ့အဲ့ဒီငင်းချိုင်းရဲ့လမ်းစဉ်မှာတော့ကျွန်တော်တို့လောက်ရက်ပေါ်မှာ US ကကျွန်တော်တို့ကိုလာထိတယ်ဆိုတော့ကျွန်တော်ချေးမှာပဲ တကုံချေမုံပါပဲပြန်ချမှာပဲဆိုပြီးမှ US ကခဏခဏဆိုတရုတ်ကခဏခဏ US ကိုချိန်ချောက်တာကိုကျွန်တော်တို့တွေ့ခဲ့တယ်ပေါ့နော်မင်းတို့ကနော်ကျွန်တော်တို့ကိုနျူကလ িয়ার နဲ့စပွေချမယ်ဆိုကျွန်တော်တို့ကလည်းနျူကလ িয়ার နဲ့ပြန်ချနိုင်တယ်နော်တရုတ်က US ကိုပြန်ချသွားအောင် လုပ်နိုင်တယ်နော်တရုတ်နဲ့တရုတ်ဖြည့်ဆည်းသွားနိုင်တယ်အစုပဲမှဒီအာစကီလူပွဲမှာတိုလေးကိုပြင်းထန်တဲ့စကလုံးတွေအတုံးလုံးတွေတော်တွေ့တာကျွန်တော်တို့တုံးခဲ့တော်တွေ့ခဲ့တယ်ပေါ့တော့ဒီတစ်ခါ ဲ့ဒီအင်ဖြူရိုဂျီရဲ့အာဘယ်လိုပြောမလဲအင်ဖြူရိုဂျီပြောပါခွင့်ရှိတယ်လူကဘာပြောခဲ့တယ်ဗီဒီယိုလေးကျွန်တော် sharing လုပ်မယ်ဗီဒီယိုလေး sharing လုပ်ပြီးမှပဲအထူးတကားကျွန်တော်တင်ဆက်ဆွေးနွေးတော့မှာဖြစ်တယ်ပေါ့နော်အဲ့ဒီဗီဒီယိုလေး sharing မလုပ်ခင်မှာကျွန်တော်ကပရိသတ်တွေကိုအားလုံးနာအခြေခံအဖြစ်နားလည်အောင်ဘာလို့ဖြစ်လဲဆိုတော့ဂျူဒင်ပြပြောပြပြရစေပေါ့နော်အဲ့ဒါမှပရိသတ်တို့ကကြီးကြီးနဲ့ပူနာလေတော့မှဖြစ်တယ်ပေါ့နော်ဆိုတော့တရုတ်ရဲ့ လောက်ရကြီးကအင်ဖြူတော်ကဘယ်လို ပြောခဲ့လဲဆိုတော့ငင်းရှာရဲ့လူလားထောက်ခံတယ်လို့ပြောနေတဲ့တရုတ်က အပြောနဲ့လက်တွေ့ကအဆက်ကျင်ဖက်ဖြစ်နေတယ်ဆိုပြီးမှအမေရိကန်ကပြောလာတယ်ကွာဆိုတော့အခုဘာဖြစ်လဲဆိုတော့အဲ့ဒီဟူတီအရေးမှာ by the way မနေ့တနေ့က US ကဟူတီကိုလေဂျင်းနဲ့ဘုံကျေးတာနော်အယောက်900 sorry 90နဲ့9ယောက်လောက်တေဆုံးခဲ့တယ်ပြီးတော့ တရာနဲ့80ပဲဝင်ကျင်လို့တရာရရှိခဲ့တာရှိတယ်မနစ်မနစ်တိတ်ကတော့မနစ်ကတော့24 hours တော့မကြာသေးဘူးကွာအမေရိကကဟူတီကိုချတာဟူတီဖက်ကလည်းပြောလဲဆိုတော့ကျွန်တော်တို့အမေရိကကိုပြန်လည်ကစားချင်မယ်ပေါ့အဲ့ဒါကိုပြောခဲ့တာရှိတယ်ဒါကတော့လုံးဝ up to date news ဖြစ်နေတဲ့ဥစ္စာလေးကိုတစ်ချက်လောက်ညှက်ပြီးထည့်ပြောပြတာပါကဲကျွန်တော်တို့ point ကိုပြန်တော့ကြည့်အောင်ဆိုတော့ infuro ကမပြောခဲ့လဲဆိုတော့အဲ့ဒီဟူတီရဲ့လှုပ်ရှားရေးမှာတဲ့တရုတ်ကအဆက်အသွယ်ရေးဂျူဒု company တစ်ခုပေါ့နော် တယောက်ကစက်တွေရဲ့ဂျူရုကိုပရင်ဆက်တလိုက်ပေါ့တခုကအဲ့ဒီယမီးရဲ့ဟိုတီတွေကိုဂျူရုအသက်ပုံတွေကိုကူငီပန့်ပူနေတယ်ဆိုပြီးမှအငယ်အမေရိကန်ရဲ့နိုင်ငံချာရေးဝန်ကြီးဌာနပြောရေးစုခွင့်ရှိနေတဲ့အမျိုးသမီးတော့ဒီတယောက်အထာမီကပြောခဲ့တယ်ပေါ့မနေ့ April 16ရက်နေ့ကပြောခဲ့တယ်သတင်းစာရှင်းလင်းပွဲမှာသူကပြောခဲ့တယ်ဆိုတော့ကပါလုံးဆိုင်ရာငင်းချမ်းရေးဖော်ဆောင်သူအဖြစ်ပေါ့နော်တရုတ်ကတော့သူ့ကူသူတော့အာကျွန်တော်တို့ငင်းချမ်းရေးလူလွားပါတယ်ဆိုမှ ဒီပုံဖော်ဖို့တော့ကျူးစားနေတယ်တဲ့ဒါပေမဲ့တရုတ်ရဲ့ company ကအဲ့ဒီယမီးယဟူတီတွင်ကိုအပါအဝင်ပေါ့နော်ဒီမြောက်ကိုရီးယားရေပြီးတော့အီရန်ရေရုရှားရေအစုရလက်နဲ့ရုရှားရေအစုရတွေအတွက်ရေအဓိကလူအပ်နေတဲ့စီပွားရေးနဲ့စီရေးနဲ့နည်းပညာဆိုင်ရာတွင်ကိုအထောက်ပံ့ပေးခဲ့တာဆိုပြီးမှ US ဘက်ကတော့တရုတ်ကိုပြောလာတယ်ပေါ့နော်ကဲတရုတ်ကြီးရေမင်းကကမ္ဘာအကြီးကြီးငိမ့်ချရေးကိုလူလာပါတယ်လို့ခဏခဏပြောနေတယ် ဒါပေမဲ့မြောက်ကိုရီးယားအရေးမှာဟူတီအရေးမှာအီရန်အရေးမှာရုရှားအရေးမှာခမရကအစီရေးကိုပူမူပြင်းထန်အောင်ထားချောက်အောင်ဂူငီပေးခဲ့တာနော်ဆိုပြီးမှ US ဘက်ကတရုတ်ကိုပြောလာတယ်ဆိုတော့အဲ့ဒီ Ukraine ရဲ့စစ်ပွဲကိုဆက်လက်ဆင်နွှဲနိုင်ဖို့ရအတွက်ရုရှားကလူအပ်နေတဲ့အကူအညီတွေကိုပါလဲဆိုတော့တရုတ်ကြီးကအမေရန်စပော့ပေးနေတယ်ပတ်ပူပေးနေတယ်မြောက်ကိုရီးယားကလည်းပတ်ပူပေးနေတယ်ဒုံးကျည်တွေပေါ့နော်ဟောမဆောက်ရင်ပူပေးနေတယ် အီရန်အစုရောက်ကိုတယ်သူရဲ့လူအပ်နေတဲ့ဒီအာတက်ကနိုလော်ဂျီပေါ့နော်အဲ့ဒါတွေကိုတရုတ်ကြီးကဖပုနေတယ်အီရန်အစုရကလည်းနျူကလ িয়ার လက်နက်တွေကိုထုတ်လုပ်ဖို့ကြိုးစားနေတယ်ဆိုတော့သူ့မှာလူအပ်နေတဲ့အကူအညီတွေကလည်းတရုတ်ကဖပုနေတယ်ပေါ့ဆိုတော့ငင်းချရဲ့ကိုပဲလူလားထောက်ခံနေတယ်လို့ခဏခဏကြွေးကြော်နေတဲ့တရုတ်ရဲ့အစုရကို US ကပြောခဲ့တယ်ဆိုတော့ခင်ဗျားတို့က ငိမ့်ချရဲ့ပဲလူအပ်ပါတယ်ဘာငယ်လို့ပြောနေလဲဒါပေမဲ့ခမရတို့ရဲ့ပြောဆိုမှုတွေနဲ့လက်တွေ့ရဲ့လှုပ်ဆောင်ချက်ကလုံးဝအဆင့်ကျင်ဖက်ဖြစ်နေတယ်ဆိုပြီးမှအမေရိကန်ရဲ့နိုင်ငံကြီးချာရေးဝန်ကြီးဌာနပြောရဲဆိုခွင့်ရှိနေတဲ့အမျိုးသမီးတယောက်ကတော့ပြောလာတယ်ဆိုတော့မနစ်ကကွာအဲ့ဒီဘယ်လိုပြောမလဲတရုတ် US ကစားတိုက်လာတယ်ဆိုတော့တရုတ်ကချိန်မုံးမယ်ဆိုပြီးမှကျွန်တော်ပြောထားတဲ့ podcast တွေကိုအပြည့်အစုံပြန်သွားကြည့်ပါအဲ့ဒါဆိုတော့အကုန်လုံးအချက်စိတ်လို့လို့ရတယ်တော်တော်လေးကိုရမှာ လုံးဝပြင်းထန်တဲ့ဒီဘေးလိုခဲ့ကြတယ်ပေါ့နော်တရုတ်နဲ့ US ကြာခဲ့အစအခုတော့အင်ဖြူရောကဘာလို့ပြောခဲ့တယ်ကြည့်ကြည့်အောင် all right ကျွန်တော်တို့မစားခင်လေးမှာပရိသတ်တို့ရဲ့နော်ကျွန်တော်ရဲ့ YouTube channel လေးကိုသဘောချမိတယ်ဆိုတော့ subscribe လုပ်ပေးချင်တာပြပေးလို့ရပါတယ်ခုလိုမျိုး subscribe လုပ်ပေးတာကျွန်တော်အတွက်တော့လုံးဝအပေးအာ အားရစေတဲ့အပေးမှုတစ်ခုဖြစ်နေတယ်ပေါ့နော်။ကြည်လာဆိုတော့ US ဘက်က Imperial ကဘာပြောခဲ့လဲကြည့်ကြည့်ရအောင်။ Over. We can confirm the reporting that Chang Guang Satellite Technology Company Limited is directly supporting Iran backed Houthi terrorist attacks. Ah, so no, Chang Guang, bo, no? Tu no ka di pyu lo ya bi de. Ei di tayou ye Chang Guang su re Juru Company ka a champ phet phoi si ခုတီးတွင်ကိုကိုကြီး top ပေးခဲ့ရဆိုကျွန်တော်တို့အတီးပြုလို့ရတယ်ဆိုပြောလာတယ်အင်ဖြူရိုကြီးကပြောလာတာเนาะ US က on US interests their actions and Beijing's support of the company even after our private engagements with them ဆိုတော့เนาะ private engage with them US နဲ့တရုတ်အခြားကเนาะ private เนาะညီနိုင်ဆွေဆွေးနွေးရေးတွေလုပ်ခဲ့တာကွာဒါပေမဲ့အဲ့လိုလုပ်ရင်းတဲ့တရုတ်ကြီးကเนาะဒီအာပပလီပြီးမှာ ဟူတီ terrorist တွေကိုအကြမ်းဖက်ဖွဲ့စည်းတွေကိုတွားပြီးမအားပေးနေတယ်၊ကိုငီထောက်ပံ့မှုပေးနေတယ်ဆိုတာပြောတယ်။တနည်းအားပြောရမယ်ဆိုရင် US ကတရုတ်ကိုပြောခဲ့တယ်။နော်လုံးဝ private နဲ့ပြောခဲ့တယ်ကွာ။မီဒီယာမှာတော့မပြောဘဲမီဒီယာမှာတော့မရေးချဘူးပေါ့ကွာ။ဒါပေမဲ့ US နဲ့တရုတ်က private နဲ့တွေ့ခဲ့တယ်ကွာ။ကိုယ်တိုင်တွေ့ခဲ့တယ်၊ဆွေးနွေးခဲ့တယ်။အဲ့လိုမျိုးဆွေးနွေးရင်းနဲ့တွေ့ရင်းနဲ့လှုပ်ရင်တော့မှတရုတ်ကြီးကနားမထောင်ဘူးပေါ့နော်။တိတ်တိတ်လေးနဲ့အဲ့ဒီဟူတီတွေကိုအကြမ်းဖက်ဖွဲ့စည်းတွေကိုတွားပြီးအားပေးထောက်ပံ့ပေးနေတယ်ပေါ့။ is yet another example of China's empty claims to support peace. We urge our partners to judge the Chinese Communist Party and Chinese companies on their actions, not their empty words. အာထောက်ခံပါတယ်လူလားပါတယ်လို့သူပြောနေတယ်ဒါမဲ့ခမရတို့ကပါဇက်နဲ့မပြောနဲ့နော် action နဲ့လောက်ကြလက်တွေ့နဲ့လောက်ကြဆိုပြီးမှပြောလာတယ်ပေါ့နော် Restoring freedom of navigation in the Red Sea is a priority to President Trump. So အဲ့ဒီတနည်းအားဖြင့်ပြောရမယ်ဆိုတော့အဲ့ဒီ Red Sea ပိုင်းမှာနော်ဒီတရုတ်ကသွားပအဝင်ရှုပ်နေတာက Donald Trump ရဲ့လုံးဝဥစားပေးနေတဲ့ policy နဲ့မကိုက်ညီတော့ဘူးဖြစ်နေတယ်။ဆိုတော့ဘော်ဒါကြီးလို့ရင်စဉ်းစားကြည့်ပါ။ဒီလူနဲ့တာနော်တရုတ်ကလည်းခဏခဏဝင်ရှုပ်နေမယ်ဆိုတော့နောက်ဆုံးကြလို့ဆိုတော့အခုတော့မှကျွန်တော်တို့ပြောရမယ်ဆိုတော့ proxy ဆစ်လို့ပြောလို့ရင်ကျွန်တော်တို့မမားလောက်တော့ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အခုကတရုတ်ကြီးကလည်းအဲ့ဒီ proxy ရဲ့အစီအရေးမှာပါဝင်နေပြီပေါ့ကွာဆိုတော့ဒီတိုင်းသာဆက်လက်ပြီးဖြစ်နေမယ်ဆိုတော့ပရိသတ်တို့စဉ်းစားကြည့်ပါ US နဲ့တရုတ်အကြားကပြင်ထမှုအလားလာရှိလာတာချေရှိတယ် seriously when considering any future support of CGSTL mm. the United States will not tolerate anyone providing support to foreign terrorist organizations အဲကဲသူတို့ကပြောလာတယ်ဒီတိုင်းသားဆက်လက်ပြီးတရုတ်ကနော်နောင်လာမယ့်အနာဂတ်မှာဒီဟူတီတွေကိုချမ်ဖက်ပေါ်တွေကိုဆက်လက်ပြီးကူညီနေမယ်ဆိုရင်ကျွန်တော်တို့ US ကလည်းတေးခံနိုင်မှာမဟုတ်တော့ဘူးနော်ဒီတိုင်းလည်းပိုက်ပြီးကြည့်နေမှာမဟုတ်တော့ဘူးဆိုမှပြောလာတယ်ကွာ such as the houthis mm. what exactly is the united states waiting given russia rejected president trump's proposal is that um, there is a Chinese company providing satellite imagery to the Houthis. Ah, so the Houthi ka, eh, the yo ye, judo company ring ka, the pung ring ko, baro ring pune ye, bono. Houthi And uh, we are aware of those reports that has been, I think, reported originally perhaps by the Financial Times. Um, uh, but China consistently attempts, as you know, to frame itself as a global peacemaker. ဆိုတော့သူတို့ကပြောနေတယ်အဒီကိစ္စအကြီးကိုကျွန်တော်တို့ကသတိထားမိတယ်ပေါ့နော်ဆိုတော့တရုတ်ကြီးကလည်းသူ့ကိုသူတော့အမေရန်ဒါငင်းချဲရဲ့လူလာပါတယ်ဆိုမှခက်တာခဏခဏပြောနေတယ်ပေါ့နော် However, it's clear that Beijing and China based companies provide key economic and technical support to regimes like Russia. အဲဆိုတော့သူတို့ကလည်းပြောနေတယ်တော့ကြည့်ပါဦးနဲ့နော်ရုရှားမှာလည်း technical support နဲ့ lender support တွေပေးနေတယ်ပေါ့နော် Korea and Iran and its proxies. ဆိုတော့မြောက်ကိုရီးယားပေါ့ Iran ပေါ့နော် ACP continues to enable these regimes, whether it be through the provision of dual use items Russia needs to sustain its war in Ukraine. North Korea's. So, Russia, Kali, two years, Sipuichi, who sell a sing nui nai on, sell a type of win nai on, Piyo Chika, no, Russia, ye, no, Joga, ne, eh, Supima, Kungi top and pick here, no. Missile development. ဆိုတော့အဲ့ဒီမြောက်ကိုရီးယားရဲ့ missile development မှာလဲ missile ရထုတ်လို့ရေးမှာလဲ kung uh, yi thop pan pe de iran ye ye ma le kung yi thop pan pe de across the middle east uh. Uh, and uh, uh just again pay, taking back to my top a bit on chang wang uh, this it's it is chang wang bo no turo ka company a satellite ye company ka chang wang chang wang bo it's a, it's a dynamic where it's clear as we're learning their engagement with uh, war and the suffering of people globally Uh, and uh, of course that remains unacceptable ဆိုတော့เนาะဒီကိစ္စအကြီးကတရုတ်ကလုံးဝတိုက်ရိုက်အဲ့ဒီစစ်ပွေးမှာပါဝင်ဆင်နွှဲနေတာပဲเนาะလူထုရဲ့အသေးပျောက်ကြားထဲမှာသူတို့ကဝင်လျှောက်နေတာပဲဆိုမှ US ကတော့ပြောလာတယ်ဆိုတော့ကျွန်တော်တို့ဒီကိစ္စအကြီးကလက်ခံနေမှာမဟုတ်ဘူးဆိုမှပြောလာတယ်ပေါ့เนาะ Beijing support by the way of that company the satellite company uh even after we engaged in discussions with them about this အဲဆိုတော့အဲ့ဒါကြီးကိုเนาะတရုတ်အစုအယကစပေါ့လုပ်တာเนาะ အဲ့ဒီတရုတ်အစုအကြနဲ့ကျွန်တော်တို့အမေရိကန်နဲ့ဝန်ထမ်းအစုအယချင်းချင်းပေါ့ကွာနော်ဒီ private ကွာဒီလူလူချင်းတွေ့ပြီးမှအဆွေနွေးခဲ့တာလုပ်ခဲ့တာကွာတနည်းအားဖြင့်ပြောရမယ်ဆိုတော့ US ကဘယ်လိုပြောမလဲကဲမလို့ချနဲ့တော့ခင်ဗျားတို့နော်ရုရှားအရေးမှလည်းတိတ်မပါဝင်ချနဲ့တော့ Iran ရဲ့ဟို Yemen မှာရှိနေတဲ့အကြမ်းဖက်တွေကိုလည်းတွားပြီးမှဂူငီမနေနဲ့ဆိုမှတနည်းအားဖြင့်ပြောရမယ်ဆို US ကတရုတ်ကိုဖြောင်းဖြောက်ပြီးပြောခဲ့တာကွာဒါမဲ့တရုတ်ကနားမထောင်ဘူး နော်ပြောရင်ပြောတော့ပြောနေတယ်ဒါပေမဲ့အဲ့လိုမျိုးနားပိတ်မျက်စိပိတ်နေနော်မတိတူတူရောင်ဆောင်ပြီးမှဟူတီရင်ကိုတရုတ်ကသွားအားပေးပြီးထုတ်ပတ်ပေးတယ်ပေါ့နော် continue to do this uh, is a uh, uh, unacceptable certainly contradicts their claims of being a peace uh, uh, supporters so in mino selata dilu lo me so no chuno ro ka lek khan nai ma mu bu khmyar ro ye ngain chan ye ba ngya so le pyo lo sa chi ne long wa san chi phit phit ne le so ma pyo la de okay ကိုရာတို့ရေတစ်ချက်တော့ဒီနေရာလည်းဆွေးနွေးကြည့်အောင်အဲ့ဒီဆွေးနွေးပြည့်နောက်ပိုင်းမှာ oops အဲ့ဒီဆွေးနွေးပြည့်နောက်ပိုင်းမှာအီရန်ကဘာကြောင့်နျူကလ িয়ার မရှိတင်တယ်လဲဆိုတော့ဟွာအမေရိကန်ဖက်ကပြောထားတာရှိတယ်အဲ့ဒါကိုကိုလေးကျွန်တော်ဆွေးနွေးဆွေးနွေးမယ်ပေါ့နော်ဗီဒီယိုကလည်းပြပေးမှာကြည့်မယ်ပေါ့ဆိုတော့မနေ့တနေ့ကလုံးဝကိုတွားကြည့်ပါကျွန်တော် YouTube မှာရှိနေတယ်ပေါ့တော့ကျွန်တော် YouTube မှာရှိနေတယ်အမေရိကရဲ့ အဆူရမလုံးလုံးနေတဲ့ဒီ Elliot Abraham ပေါ့နော်အခု Donald Trump ကသူ့ကို Venezuela မှာကုစရည်ဖိခန့်ထားတယ် Elliot Abraham နဲ့တရုတ်ဖက်ကဒီလုံးဝအကူနေတဲ့ Victor Kao ရဲ့စကကြီးဒီစကကြီးလူပွေးလို့ပြောမှလားသူတို့ကအဲ့ဒီတရုတ်နဲ့ US အခြားပြည်ပခါတွေကိုဆွေးနွေးခဲ့တာရှိတယ်ကွာကျွန်တော်ကျွန်တော်ဗီဒီယိုတင်တယ်မနစ်တနေ့က April 16 second ရက်တုန်းကကြည့်ဖြစ်လာပြတဲ့တော့အခုကြည့်နေတဲ့လူတွေကကြည့်သေးလားအဲ့ဒီဗီဒီယိုကို အကြည့်တဲ့လူကလူ၄တောင်းလောက်တော့ရှိတယ်ပေါ့နော်အကြည့်တယ်ဆိုရင် comment မှာဝင်ကြီးဝင်ကြီးချက်ပါအောင်မကြည့်သေးဘူးဆိုရင်တော့တွားကြည့်ပါအောင်အဲ့ဒီမှာတော့တိုးလေးအဲ့ဒီအပြိုးစုကောကြောက်စရာကိုကောင်းခဲ့တာကွာတရုတ်ဘက်ကဘာပြောလဲဆိုတော့မင်းတို့ US ကပေါ့နော်ကျွန်တော်တို့ရဲ့ဒီတရုတ်ရဲ့လှုပ်ရှားရေးမှာဝင်ပါဝင်ရှုပ်တယ်အနောက်ရှက်ပေးမိတယ်ဆိုရင်ကျွန်တော်တို့တရုတ်ကြီးကလည်း US ကိုပြန်ချမယ်ပေါ့နော် US ကကျွန်တော်တို့တရုတ်ကိုဘာမှအတားပိုင်ဖြစ်မရှိဘူးပေါ့ မင်းတို့ကနျူကလ িয়ার ဘုံးနဲ့ချမယ်ဆိုကျွန်တော်တို့ကလည်းနျူကလ িয়ার ဘုံးနဲ့ပြန်ချင်းမယ်ပေါ့မင်းတို့ကကျွန်တော်တို့ပါကူရိုက်မယ်ဆိုတော့ကျွန်တော်တို့လည်းခမရတို့ပါကူရိုက်မယ်ပေါ့ဆိုမင်းတို့ကြိုက်တဲ့ချိန် ready ဖြစ်နေတယ်အော်တရုတ်ကြီးကပြောလာတယ်ကွာမင်းတို့နျူကလ িয়ার စစ်အတွက်လှုပ်ချင်တာလားတကယ်မင်း principle အတွက်လှုပ်ချင်တာလားဂုံတူရေးစစ်ပွဲကြီးလား AI စစ်ပွဲကြီးလားလက်နက်စစ်ပွဲကြီးလားကျွန်တော်တို့ ready ဖြစ်နေတယ်အဆင်သင့်ဖြစ်နေတယ်ပြီးတော့ကျွန်တော်ဘလောက် ပြောတယ်ဆိုသိလားတရုတ်ကဘလို့ပြောလဲသိလား we can destroy each other တယောက်နဲ့တယောက်ပြာကျသွားအောင်ချိန်မုန်းနိုင်တယ်နော်ဆိုပြီးမှတရုတ်ကြီးကပြောလာတာနော် US ကိုအတော့တိုလေးကိုပြင်းထန်တဲ့ဟုတ်စာဖြစ်တယ်အဲ့ဒါကိုမကြည့်သေးဘူးဆိုရင်တော့ကြည့်ပါအခုနအင်ဖြူရုံနဲ့ပြောတဲ့စကလုံးနဲ့မနစ်မနစ်တနေ့ကကျွန်တော်တင်ထားတဲ့ဗီဒီယိုကပရိသတ်တို့ချက်စိတ်ကြည့်မယ် if you related it နော် ချိတ်ချိတ်ဆက်မယ်ဆိုတော့တတူလေးကိုအဓိပေသွားအဓိပေဟွာအဓိပေသွားအဓိပေဘူးသွားရှိတယ်ပေါ့ကွာအဲ့ဒီမှာအာအမျိုးသမီးတယောက်ကမင်းနေတယ်ဒါဆိုတော့တရုတ်နဲ့ US အကြားကအဲ့လိုမျိုးဖြစ်နေမယ်ဆိုတော့တရုတ်နဲ့ US အကြားက conflict ဖြစ်နိုင်ချေရှိလားတနေ့နေ့ကြာရင်တရုတ်နဲ့ US အကြားကတိုက်ပွဲဖြစ်နိုင်ချေရှိလားဆိုမှမေးထားတာနော် ဆိုတော့ US ဘက်ကတော့ဗာပြောလဲဆိုတော့ရှိနိုင်ချေရှိတယ်တဲ့တနေ့နေ့ကြာရင် US နဲ့တရုတ်အကြား conflict ပဋိပက္ခဖြစ်နိုင်ချေရှိတယ်ဗာပြောလို့လဲဆိုတော့အဲ့ဒီတရုတ်ရဲ့လေတံကြီးကိုကြည့်ပါဆိုပြီးမှပြောထားတာရှိတယ်နော်မမေ့နဲ့အဲ့ဒီဗီဒီယိုတုန်းကတရုတ်ရဲ့လေတံကြီးကဗာဖြစ်လဲဆိုတော့မင်းတို့ချမယ်ဆိုကျွန်တော်တို့လည်းချမယ်အာတကုံချမယ်ဆိုတော့တရုတ်ကသူ့ရဲ့လေတံကြီးကအရန်စစ်လူလာတဲ့ပုံစံကြီးနဲ့ပြောခဲ့တာကွာ အဲ့ဒါကြောင့် US ဘက်ကပြောနေတယ်ပရုတ်ရဲ့လေတံတွေကိုအခြေခံပြီးကျွန်တော်တို့ကြည့်မယ်ဆိုတော့ကျွန်တော်တို့ကတော့ချမှာပဲသင်းနဲ့ကြိုင်တရုတ်နဲ့ US ကြား conflict ရှိမယ်ပြည်ပခါရှိနေချေရှိတယ်ဆိုပြောလာတယ် US ဘက်ကအခုတရုတ်ကြီးကငင်းချာရေးလူလာအပ်ပါတယ်လို့ခဏခဏပြောတော့ညာလဲပဲ South China ရှိရဲ့ကိစ္စကြီးကိုတွားကြည့်ပါ Filipina မှာဘယ်လောက်ထိပြဿနာရှာလဲ Taiwan အရေးမှာတွားကြည့်ပါအခု Russia Iran အာတကုံရှုံနေတာပဲပေါ့ ဆိုတော့အခု impure ကိုယ်တိုင်ကလည်းအဲ့လိုပြောလာတယ်ကဲဒါဆိုတော့ကျွန်တော်တို့ nuclear အရေးကိုကြည့်ကြည့်အောင်ဗီဒီယိုဗီဒီယို sharing ပြလို့မယ်ဟိုတခါတုန်းကကျွန်တော်ပြောခဲ့တယ်ပေါ့နော်အဲ့ဒီ nuclear ရေးက Iran က nuclear ကိုထုတ်လို့မယ်ဆိုတော့လုံးဝကိုအခြေအနေကောင်းမှာမဟုတ်ဘူးအကုန်လုံးကအစအပြီး nuclear ထုတ်လို့ဖူးချူစားကြမယ်လို့ကျွန်တော်ပြောခဲ့ဖူးတာနော်ဆိုတော့တချို့လူတွေကမယုံကြဘူးပေါ့နော်အဲ့ဒီကျွန်တော်ပြောတော့ကကဲအဲ့ဒီမယုံနဲ့ပေါ်လာလို့ရှိသေးနေတယ်ဆိုတော့အခု General Jack ရဲ့ Ken ပြောထားတဲ့ဥစ္စာကို US ရဲ့အရင်တုန်းကစစ်ဘူးကြီးချုပ်လို့ပြောရမှာလားစစ်ပြေးပိုင်းဆိုင်ရာမှာရရှိကြီးတယောက်ကပြောထားလို့ဆိုတာကြီးကြီးအောင်အခု Trump က Iran ကိုဘာဖြစ်လို့ nuclear မထုတ်လို့ခိုင်းစေချင်တာလဲဆိုတော့အဲ့ဒီ Middle East ရဲ့ regional မှာလုံးဝ nuclear စစ်ပွဲကြီးဖြစ်သွားမှာကိုသူကကြောက်နေတယ်ပြီးတော့ Israel ရဲ့အရေးမှာလည်းကြောက်စရာကောင်းကောင်းစရာလားတော်တော်လေးကြောက်စရာကောင်းစရာကြီးဖြစ်လာတယ်ပေါ့တော့ပြီးတော့ US ရဲ့ alliance မဟာမိတ်တွေနိုင်ငံအတွက်လည်းကြောက်စရာကောင်းလာတယ် အထူးသဖြင့် Israel အတွက်ပေါ့ကျန်တဲ့မိတဲ့ is ပိုင်းမှာထားပါအောင် Israel ကလည်း nuclear ရှိတယ်အခု Iran ကလည်း nuclear ရှိနေတယ်ဆိုတော့တနိုင်ငံဒီနှစ်နိုင်ငံလုံးသားဩဂျေးမယ်ချမယ်ဆိုတော့တကဘာကြီးကပြပြကြသွားနိုင်တဲ့အခြေအနေဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့် Iran ကဘာကြောင့် nuclear မရှိနိုင်တာလဲဘာကြောင့် US ကလုတ်ခွမပြူတာလဲကြည့်ကြည့်အောင် Okay Alright တစ်ချက်တော့နော်ကင်မရာပြန်ထည့်အောင်မယ်ပေါ့နော်နောက်ချက်ပေးမယ်ဆိုတော့ sorry ပေါ့နော် Alright They are not Tajiyao. Be able to support them also. If Iran got a nuclear weapon, Brian, and this is why the president is adamant about this, what will happen in the region? There will be a nuclear arms race in the region. Yep. Yeah, so any Iran ka nuclear lana ku pa isan ki mesu Any region middle east pa ma along ka di nuclear lana pa isan mulu lo lo laro Saudi Arabia, the UAE, other Saudi countries, Arabia, UAE, countries will all get the China and you got it. Gonglo nuclear saludoma. Arakajosia gonglade. The middle is a changing doma. Any Saudi Arabia and Iran no got data mobu. UAE and Iran no got tight data mobu. They are the homo demon the jarabo. Weapons. And the danger of that is given the volatility of the Middle East, we could see for the first time in history an exchange of nuclear weapons mm. because of that volatility and that destability. So, so know, the stakes yeah. are very high here. I know, and it's got to be zero. And I hope that Steve Woodcup understands that. I know Marco Rubio understands that. And we know that the Russians, we have the Iranian, for the second week in a row, go meet with Russian uh, delegation, including Lavrov, who says, I'll help you do this. Real quick, on the plan that was in the New York Times a couple of days ago, the president said I when you wasn't for didn't deny that the plan was accurate. Did you from what you know of the war plan to take out their nuclear weapons, we have to play a role. The Israelis don't have the the, the right bombs yet to do it. Do you think the president didn't like the So no, any case that Gigu Bono, Iran got a below name, General got C yeah yeah. လို့ရှာတဲ့လားဆိုမှမင်းနေတယ်ဘာဖြစ်လို့လဲဆိုတော့အစ္စရယ်ကအဲ့ဒီအီရန်မှာရှိနေတဲ့သူတို့တူထောင်ထားနေတဲ့နျူကလ িয়ার လက်နက်ကြီးကို ဖြူချနိုင်တဲ့ဘုံကြီးကကောင်းကောင်းမရှိသေးဘူး US ကမရှိသေးတဲ့ US မှာရှိနေတာကသူတို့က bunker bomb လို့ခေါ်နေတယ်ပေါ့နော် US မှာရှိနေတဲ့ဘုံကြီးက bunker bomb လို့ခေါ်တယ်အဲ့ဒီဘန်ကာဘုံကြီးကတော်တော်လေးကိုမိုက်တာကွာအမေမင်းတို့ဘလောက်ဒီမေအောင်မှာပုံပုံကွာအဲ့ဒီဘန်ကာဘုံကြီးကိုချပဲဆိုတော့အကုန်လုံးမေလံမေလံပလိုက်မှာပဲဆိုဟိုတခါက US ကအဲ့ဒီဘန်ကာဘုံကြီးကိုဘယ်လိုပြောမလဲအာအစ္စရေလကိုတခါကူညီခဲ့ဖူးတယ် ဣသရေလကအဲ့ဒီဟာမတ်ရဲ့ခေါင်းဆောင်ကြီးကိုပုံချေပလိုက်တာဘင်္ဂါထဲမှာပုံနေတဲ့ခေါင်းဆောင်ကြီးကိုပေါ့နော်ဘင်္ဂါဆိုတာကအဲ့ဒီမေအောက်မှာတူးနေတဲ့အဲ့ဒါဥစ္စာကြီးကိုဘင်္ဂါလို့ခေါ်နေတာပေါ့နော်ဆိုတော့ US ကအဲ့ဒီဘင်္ဂါပေါ်မရှိဘူးရှိခဲ့တာဣသရေလကတော့မရှိဘူးပေါ့ဆိုတော့အခုကသူကပြောပြောတယ် is iran ကဒါ nuclear ship nuclear ရဲ့စစ်တလို့ရေးကြည့်ကိုဆက်လက်တွားနေမယ်ဆိုရင်ညှိနှိုင်းမှုတွေကိုစီမပီခဲ့ဘူးဆိုရင်ကျွန်တော်တို့ US ကအဲ့ဒီစစ်ရေးပန်းဆိုင်ရာမှာနော်လှုပ်ရှားဖို့ လိုအပ်သလားပေါ့ဒါတွေမေးနေတယ် The plan or just like the idea of the attack ဟွန်း hmm. Well I don't know those details and I I don't ask for those details because that's classified but here's what I do know uh, the Israelis if they had to would do this alone they don't want to do that because they want to be supported by the United States I think Prime Minister Netanyahu and President Trump are really on the same page in oh, dealing sir. with Iran The president wants to see if Iran will voluntarily do this. If not, right. he would likely support with U.S. capability an Israeli led attack. Ah, so, the Gino Miasim PK Wusun, no. U.S. ka, no. လူအနေနဲ့ဆက်လက်ကရိယာတွေအားလုံးကိုဣသရေလကိုကုန်ပြီးထောက်ပံ့မယ်။ဒါပေမဲ့ဣသရေလကဥဆောင်ပြီးမှအီရန်ကိုတိုက်ခိုက်မယ်တဲ့။ကျွန်တော်ပြောတာဒါလေကြားလာပေါ်တာတော့။နော်။ဆိုတော့ อิรันตะนี้อัพปิ้วยะเวซนอ US ก็ direct ตั้วปิมาอิรันกูไตไข่มาหมูดาเมอิสราเอลก็อู้ซอปิมาไตไข่มาดาเมไอ้ดิ back bone บ่เนาะไอ้ดินอกกะเนี่ย US ก็เนี่ยไล่ปิมาไตไตกูไตกูนี่เป้เมบ่ The bombers that are necessary to help destroy these targets. Yeah. Yes. So, so that would likely be a joint operation. A uh, joint operation, bo no? Joint operation, do pimaba. Putwe si yelo shamu do pimaba. Dame Israel ka usang dame, bo no? Yeah. peace talks that seem to be going nowhere. Here's Secretary of State Marco Rubio. Listen. The United States has been helping Ukraine for over the last three years. All right, here's how we're going to do it. We're going to do it. We're going to do it. ကူပိုင်တုံးတစ်ချက်တွင်လှုပ်ချင်ကြတာလေခေါမဲမှာဝင်ရကြပါအောင်ဆိုတော့တရုတ်ကြီးရဲ့လှုပ်ရကလည်းအဲ့လိုဖြစ်သွားပြီးပေါ်လာပြီပေါ့နော်ဆိုတော့ဒီလူနီးနဲ့တာဖြစ်မယ်ဆိုတော့တရုတ်နဲ့ US ကတိမျက်ဖို့ဆိုတာက ျွန်တော်တို့တနေ့ပြီးတနေ့အလားတွင်ဝေးလာတယ်ပေါ့အလားချင်းဝင်ဝေးလာတယ်ပေါ့နော်ဆိုတော့ကြံတဲ့အီရန်အရေးမှလည်းတကယ်လို့မြတ်အစီမပီခဲ့ရင်တော့တေချာတယ်အစ္စရယ်ကအီရန်ကိုတော့တိုက်မယ်လို့ကျွန်တော်ထင်တယ် US ဖက်ကလည်းလုံးဝကိုအခိုင်အမာပြောပြီးသားဆိုတော့ Trump ကပြောပြီးသားအီရန်နဲ့ကျွန်တော်တို့ညှိနှိုင်းမယ်အဲ့ဒီညှိနှိုင်းတွေကိုအဲ့ဒီညှိနှိုင်းရေးတွေကိုမအောင်မြင်ဘူးဆိုရင်တော့ကျွန်တော်တို့အစ်ရေးရလှုပ်ရှားမယ်လို့ပြောပြတာ။ သတိမီဒီယာတွေကလည်းသူ့ကိုပြောပြီးမေးပြီးသားအစီမပြီဘူးဆိုတော့ခင်ဗျားတို့စီရေရအလုပ်ရှားမှာလားဆိုပြီးမှမေးကြတယ် Trump က Oh absolutely ပေါ့နော်လုံးဝပဲအလုပ်ရှားမှာဒါပေမဲ့ directly တိုက်ရိုက် US ကတော့ပြီးမှ Iran ကိုတိုက်မဲ့ပုံမပေါ်ဘူးသူတို့က joint operation ပေါ့နော်ပူးတွဲအာပူးတွဲစီရေလှုပ်ရှားမှုပေါ့ဒီ joint operation ကိုလုပ်မှာဆိုတော့အဲ့ဒီနေရာမှာ Israel ကပဲဥဆောင်ပြီးမှလုပ်မယ် US ကတော့နောက်ကနေလိုက်မယ်ပေါ့အဲ့လိုအဲ့လိုအဲ့လိုပုံစံလုပ်မယ်ပေါ့ဆိုတော့ဒါကလေနီးပြီးသွားတစ်ခုပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ Iran ရဲ့ nuclear ဆက်ယုံကြီးကိုပြူလေးဖြစ်စီအောင်ပစ်ချနိုင်တဲ့လက်နက်ကြီးက US ကပဲပိုင်ဆိုင်ထားတာဣသရေလကအများပြားမရှိဘူးဣသရေလက Iron Dome တို့တခြားမှာတော့နိုင်မကြီးကြီးမှာပေါ့ဗောဒါပေမဲ့အဲ့ဒီ bunker bombs နဲ့ပတ်သက်လာပြီးမှဣသရေလက မရှိဘူး US ကပူရှိတယ်ပေါ့ကဲပေါ်တော့ရေကျွန်တော်ရေဗီဒီယိုကိုကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီနေ့ရဲ့အဆွေးနွေးချက်ကဒီလောက်နဲ့ပဲကျွန်တော်ရည်တက်ပြရစေပါနော်ကျွန်တော်ရေဗီဒီယိုလေးရင်းကို YouTube လေးရင်းကိုသဘောကျမိတယ်ဆိုတော့ subscribe လုပ်ပေးကြပါကျွန်တော်ကကမ္ဘာသတင်းတွင်ပြီးတော့ဗဟုသုတတွင် sharing လုပ်လက်ရှိပါတယ်ပေါ့ကျွန်တော်နာမည်က June ပါ thank you so much for watching beautiful people i love you guys take care god bless and happy Easter Sunday. Bye bye. Take care. I'll see you soon.